ဒီရက်သက်တပတ်ကမြမတိုက်ခိုက်ရေးအာကသာတမန်ရဲ့ကြီးမားဆုံးသောအခိုက်အတန့်တစ်ခုကိုအတူတကွဖန်တီးဖို့အချိန်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။မြမကုံဆောင်ချင်းညီငယ်လေးဂျော့ရှွာဘက်ကကမ္ဘာကျော်ပရိုမိုးရှင်းကြီးတစ်ခုဖြစ်တဲ့ UFC ရဲ့ Flyweight Dan Champion ကပတ်စင်ခေါ်ပွဲကြီးအတွက်ရင်ဆိုင်မှုအစင်းနဲ့ဖြစ်နေပြီဖြစ်ပါတယ်။ ူရင်ဆိုင်သွားရမယ့် fighter က flyweight တန်းမှာ champion ကပတ်ကာကွယ်ပွဲ၄ချိန်အထိထိုးသက်ကာကွယ်ပြထားတဲ့ဘရာဇီးသားကြီး Alexander Pando ကြပဲဖြစ်ပါတယ်။ဒီပွဲစဉ်ဟာတာမန်ပွဲမျိုးမဟုတ်ပါဘူး။ဒါဟာမြန်မာပြည်ရဲ့ဂုံသိန်းကိုကဘာကတီအောင်ထုတ်ဖော်ပြသနိုင်မယ်။တမိုင်းဝင်အခိုက်အတန့်ပွဲမျိုးလည်းဖြစ်ပါတယ်။ Joshua Ben ရဲ့ Fighter ဘွားခရီးလန်းကလွယ်ကူခဲ့တာမျိုးတော့မဟုတ်ပါဘူး။ ်မြန်မာပြည်ကနေလာခဲ့ရတဲ့ခရီးငယ်စဉ်ဘဝမှာအနိုင်ကျင့်ခံခဲ့ရတဲ့ခက်ခဲမှုတွေအားလုံးကို သူကိုယ်တိုင်ကတိုက်ခိုက်ရေးစိတ်နဲ့ပဲကြော်လွှားနိုင်ခဲ့တာပါ ဂျော့ရှွာဘန်ကတော့သူ့အနေနဲ့ UFC မှာချန်ပီယံကပတ်မရမချင်းဘယ်ရမှပြင်းမြောက်သွားပြီလို့မယူဆနိုင်ဘူးလို့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ပြောထားခဲ့တာပါဒါကချန်ပီယံမဖြစ်မချင်းသူ့ရဲ့အတိတ်တွေကိုပြန်လည်သုံးသပ်နေမှာမဟုတ်ပဲရီမန်းချက်ပန်းနိုင်ကိုအရောက်သွားမဲ့ဂျော့ရှွာဘန်ရဲ့ဇွဲနဲ့စိတ်အားထက်သန်မှုကတကယ်ကို အမခံမဲလို့ဆိုရမှာပါ တချိန်ကသူ့ရဲ့ကျောင်းနေဘက်တငယ်ချင်းတွေကတောင်ဂျော့ရှာဘန်တိုက်ခိုက်ရေးတမန်တိပေးမိ။ကမ္ဘာစင်တီလှလင်းမြမြရောက်လာလိမ့်မယ်မထင်ခဲ့ကြဘူးလို့ပြောထားခဲ့ကြပြီးဒါဂျော့ရှာဘန်နေနဲ့ဘလောက်ထိတိုးတက်ပြောင်းလဲလာခဲ့သလဲဆိုတာသက်သေပြနေတာပဲဖြစ်ပါတယ်။ဒီလိုစိတ်ခွန်အားပြင်းနဲ့လှမ်းချနေတဲ့ဂျော့ရှာဘန်ရဲ့ခြေလှမ်းနိုင်က အခုချိန်မှာဆိုရင်တော့မြန်မာတနိုင်ငံလုံးကပြည်သက်တွေရဲ့အားပေးမှုနဲ့တူရေကုန်စရာအခိုက်အတန့်တွေကိုရောက်ရှိလာခဲ့ပါပြီ။ဂျော့ရှာ န်ကမြန်မာပြည်သက်တွေရဲ့စူတောင်းမြတ်တာနဲ့အားပေးမှုတွေက သူ့အတွက်အကြီးမားဆုံးစိတ်ခွန်အားဖြစ်စေတယ်လို့ပြောဆိုထားခဲ့တာပါ ဂျော့ရှွဲဘန်ရဲ့စိတ်ဓာတ်ကတခြားသူတွေနဲ့လုံးဝမတူပါဘူး။သူဟာပွဲမတိုင်ခင်ပြိုင်ပွဲပေါ်အလွန်မင်းစိတ်လို့ရှာတတ်တဲ့ဖိုင်တာမျိုးမဟုတ်ပဲတနေ့ချင်းစီတိုင်းကိုအကောင်းဆုံးချင်းကပ်ပြင်ဆင်တတ်တဲ့ဖိုင်တာ2ပဲဖြစ်ပါတယ်။ဒါပေမဲ့တန်စကားဝိုင်းနဲ့ဝင်ဖို့တန်စကားဝိုင်းဘေးမှာစောင့်ဆိုင်ရတဲ့အချိန်ကသူ့အတွက်တော့စိတ်လို့ရှာစရာအကောင်းဆုံးအချိန်ပဲလို့ပြောလာခဲ့ပြီးတန်စကားဝိုင်းနဲ့ရောက်သွားတဲ့အချိန်မှာတော့ပြိုင်ဘက်ကိုဘယ်လိုအနိုင်ယူရမလဲဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်ပဲရှိတော့တယ်လို့သူကဆိုထားပါတယ် Sí. ဘရာဇီးဖိုက်တာပန်ဒိုဂျာနဲ့ချန်ပီယံလူကြမဲ့ပွဲပေါ်ဂျော့ရှွာဘက်ကလူငယ်လူကြီးတွေ့တယ်လို့ပြောတာမျိုးကိုမကြိုက်ပဲသူအနိုင်ရတဲ့အခါပန်ဒိုဂျာကအသက်ကြီးလို့ရှုံးတာပါလို့မတက်မတ်စေချင်ပဲဂန်ဝင်ဖိုက်တာတူကိုအနိုင်ရခဲ့တယ်လို့ပဲကဘာကြီးကိုချပြခြင်းနေတာလည်းဖြစ်ပါတယ်ဂျော့ရှွာဘက်ကတော့ပန်ဒိုဂျာနဲ့ချန်ပီယံလူပွဲအတွက်ဘာဂိမ်းပလန်မှချမှတ်ထားတာမျိုးမရှိဘူးလို့အတီလင်းပြောကြခဲ့ပြီးသူအနေနဲ့တန်စကားဝိုင်းနဲ့ရောက်တဲ့အခါပြိုင်ပွဲနီးစနစ်ကိုလိုက်ပြီးအကောင်းဆု ံပုံစံနဲ့အနိုင်ယူပြရတာကိုသဘောကျတဲ့ fighter မျိုးဖြစ်ကြောင်းမှဖွင့်ဟထားခဲ့တာပါဒါကပြည်သက်တွေအတွက်ရင်ခုန်ကြအခိုက်အတန့်တွေကိုဖန်တီးနိုင်စွမ်းရှိတဲ့ viewer မျိုးလေးဖြစ်ပါတယ်။ဘယ်ရဲ့အဓိကရည်ရွယ်ချက်ကပြိုင်မဲ့ကိုတုံးကြီးအတွက်အလဲထိုးဖို့ကြိုးစားလာမှာဖြစ်ပြီးအဲ့လိုမှမရရင်တော့ငါးကြီးပွဲချမ်းတစ်ပွဲကိုဖော်ဆောင်သွားဖို့လည်းရှိနေတာပါ။ ဂျော့ရှွဲဘန်ရဲ့စွမ်းဆောင်ရည်ကို ပြန်ကြည့်ရမယ်ဆိုရင် UFC မှာ15လအတွင်းငါးပွဲဆက်အနိုင်ဆိုတဲ့အချိန်ဟုန်နဲ့ UFC သမိုင်းမှာ significant strike တထောင်ပြည့်အောင်အမြန်ဆုံးလှုပ်ဆောင်နိုင်ခဲ့တဲ့သူ့ရဲ့စံချိန်ကတိုက်ခိုက်ရေးအင်အားကို ပြသနေတာလည်းဖြစ်ပါတယ်။ ဒါပြင်းပြန်အားဖြင့်ဂျော့ရှော့ဘန်နီနဲ့တမီနစ်ကို9.62ကြိမ်ထိထိုးနှက်နိုင်တာဖြစ်လို့ UFC ဘလိုဖိုက်တာမျိုးမှာမှမရှိသေးတဲ့စွမ်းဆောင်ရည်မျိုးလည်းဖြစ်ပါတယ်။ဒါပေမဲ့ပန်ဒိုဂျာကဘရာဇီဂျူဂျစ်ဆူကိုအခြေပြုတဲ့ MMA ဖိုက်တာဖြစ်တယ်လို့ UFC ဖလိုင်းဝိတ်တန်ရဲ့နောက်ဆုံးရှစ်ပွဲဆက်မရှုံးထားသေးတဲ့စွမ်းဆောင်ရည်မြင့်ဖိုက်တာ2လည်းဖြစ်ပါတယ်။ကိုတော့ဖိုက်တာနှစ်ယောက်လုံးကပြိုင်ပွဲကျင်းပမဲ့လက်စပီကာကို ရောက်ရှိနေကြပြီဖြစ်ပြီးမီဒီယာဂျူဒီတွေကိုအသီးသီး ုံဆောင်နေကြပြီလဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးစောင့်မျှော်နေတဲ့လာမယ့်ဒီဇင်ဘာလ9ရက်မြန်မာအချိန်နင်းငွေနေ့မနက်ပိုင်းမှာကြည့်ရမယ့် Joshua Ben ရဲ့တမိုင်းဝင်ချန်ပီယံလူပွဲကြီးကိုကျွန်တော်တို့တူလက်မလွတ်တမ်းစောင့်မျှော်အားပေးလိုက်ကြရအောင်ဗျာ။ကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ။